အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူအမြိုင်ညောင်ဦးရေးတာတယ်တလဲလဲလို့အမည်ရတဲ့ဝိထုတော်လေးကိုဖတ်ကြားတင်ဆက်ပေးကြပါလိမ့်ခင်ဗျာ လိုက်ပါနားဆင်ခန်းစားပေးကြပါအောင်ခင်ဗျာတလဲလဲအချင်းရဲ့အပြစ်ကိုခန်းစားကရတမအေးရင်တွင်း၌ပူဆွေးလာသည်ဖြင့်မိမိကိုယ်ကိုမှမတည်နိုင်ပက်လက်ကလက်ထိုင်ပေါ်၌ခေါင်းဆုပ်ခွားနှင့်ထိုင်ကမိမိနှင့်တူယူနိုင်ရန်တွင်ချိန်ဆထားသောဓာတ်ပုံကိုမမိတ်သောမျက်လုံးဖြင့်စူးစိုက်ကအာယုံပြုနေသူဤမျက်နှာသားမှလည်း ပထမနိုင်သွေးမရှိသောမျက်နှာနှင့်အောက်ကျိုကခလေးဘက်မှငိုယိုခါရတောင်းမှန်သလိုလိုရှိရမှတပြေးပြေးနေမြန်းကလှောက်ရှား၍လာလေ။ယခုအခါ၌ယောက်ျားပြုံမှထန်ရမထကဓာတ်ပုံရှိရာသို့တရွေ့၍နှီးကပ်၍လာလေ။ညာလန်းနှင့်ဓာတ်ပုံကိုဖြုတ်ခါတန်းကြီးတန်းကြီးအရှင်းနှင့်အနောက်သည်ဘယ်အခါမှ မဆုံတွေ့နိုင်သလိုမင်းနဲ့ငါဟာဒီဘဝမှာနှီးဆက်ဖို့မမြင် မာယာဆန်းပြားမင်းလှဲ့သားပုံဟာငါ၌အယူသက်ဖွယ်တဲဥပြက်သည်များပူဆွေးရတော့လေမင်း၌ထူးခြားလာမည်မထင်တစ္ဆာမဲတဲ့မိသန်းကြီးအားတာရှည်သဖြင့်ဆွဲလန်းတော်လဲအကျိုးမမြင်ငါ၌သာနင်မုန်းရတော့မည်မင်္ဂလာမဲတဲ့မင်းရဲ့ဓာတ်ပုံကိုလူပြင်း၌ထားတော်လဲအကျိုးမရှိတွားလေရောဟုတအားကုန်စိတ်လိုက်မှန်ပါနန်ရံနဲ့ပြက်ပေါက်လိုက်ရာချွင်ကလေးမိကမှန်တော်မှန်သားများမှလည်းကြမ်းပြင်ပေါ်၌ပြန်ကျဲ၍နေလေတော်၏ ဓာတ်ပုံမှာကချုံရင်းချင်းမရှိပဂတိအတိုင်းတရှိကဓာတ်ပုံချင်းဤပြုံးချူချူမျက်နှာပေးမှာယောက်ျားပြူအားလောင်ပြောင်၍နေသလိုထင်မှတ်ရ၏ယောက်ျားပြူမှာမခံရနိုင်သဖြင့်ဓာတ်ပုံကိုကုန်းကောက်ကအစိမ့်စိမ့်အမှော်မှဖြစ်အောင်ခြေမှွားပြီးကိစ္စတုံးစီရင်လိုက်လေ၏အချစ်သည်တာမန်ပြစ်ကိုသာကာကွယ်နိုင်တော်လဲမိမိချစ်သူသည်မိမိအားလှည့်လျူချူကနောက်လူသည့်နှင့်ဆက်ဆံတော်မည်ဆိုပါကမြေသူမှတည်ငြိမ်ခံနိုင်မည်မထင် အချိအီဆုံးရှုံးနေတာပုံမှာမြင်းပွဲ၌ဆုံးရှုံးရတယ်လို့လည်းမဟုတ်အနေထောင်ဝိုင်း၌ဆုံးရှုံးရပုံနဲ့လည်းမတူတမျိုးပင်အနေခိုက်၍ကဘာကိုပင်ညီငွေတဲ့ရကမကြမကြမိမိတို့ဘဝကိုဆွန့်လွတ်သွားကြပုံတို့ကိုကျွန်ုပ်တို့တည်င်းစာများ၌ဖတ်ခဲ့ရ၏တန်းကြီးနှင့်ခင်အောင်မှာငယ်ရှိပင်ဖြစ်လင့်ကစားပြည်ပန်းညို့ချိုးခြင်းပါလေရဲ့စားကဖြတ်ဆိုသလိုဂုံပကာသနကိုမမောသောမိခင်မှာနင်းစင်နှင့်အမြတန်းကြီးအား ဒနကျွယ်သူတို့နှင့်တွေးဆောင်ခဲ့ရာပထမ၌မိခင်၏စကားကိုအတန်တန်ညှင်းဆန်နိုင်တော်လဲနောက်ဆုံး၌အရှုံးပေးကမိမိ၏ငယ်ရှိခင်အောင်ကိုပင်ဆွတ်လုခဲ့ရလေမောင်ကိုကြည်ကြည်တတက်ဘယ်တော့မှမမေ့နိုင်ဘူးမောင်နောက်ကိုလိုက်တော့ဟာဖြင့်မဖြစ်နိုင်ဘူးမိခင်ရဲ့စကားကိုလည်းကြည်ကြည်မပယ်ဝန်ဘူးယနေ့ကစပြီးမောင်လိုအကိုလိုသဘောထားပြရတဲ့မောင်ရဲ့ ယခုတွေ့ချင်းဟာလည်းနောက်ဆုံးတွေ့ချင်းလို့သဘောထားပါဟုတ်နကိုတို့တွေ့ခဲ့ချင်းကပြောလိုက်တော့ជីជីဤစကားတန်တို့မှာနှစ်ဖူးတွင်တန်မိုးနှက်တယ်လို့ခင်အောင်ဤစိတ်တွင်ဆွေမြဲပြီးနားနိုင်တဆက်ဆက်ကြားလျက်ရှိခင်အောင်မှာမိမိရှိသူထံမှမျောလင်းချင်းခင်သောစကားကိုကြားခဲ့ရသည့်နေ့ကစ၍ငဖဲပင်ပြန်ကလူတွေ့သည်မှမခံပဲအချက်စိတ်မုံကအချိန်ကိုကုန်လွန်ခဲ့ရာယနေ့အထိခုနှစ်ရက်အများကြာမြင့်ခဲ့၏ မိမိတခင်ဤဒုက္ခကိုမမြင်ရနိုင်တဲ့ဖြင့်အမျိုးမျိုးတရားပြကဖြောင်းပြတွေးဆောင်ကနေတော့ဖို့ထူးမှလည်းမိမိကိုယ်၌ကိုယ်ကလူပြိုကြီးဖြစ်ရကများစွာပင်ဂယုဏတက်ကအင်းချက်ချင်းထို့၍ကုသရပါကချက်ချင်းပင်ဆရာဝန်ပြေခေါ်ရန်ပင်အသင့်ရှိတဖက်တက်တဲ့ရှေးခင်ဆွဲလန်းရခြင်းသည်ဒုက္ခဖြစ်စီအရှင်မီးတောက်လောင်ရကခင်တော့ခင်ယောင်ဤခန္ဓာကိုယ်ကလေးမှလည်းကြုံလီဖြုတ်တော့ရည်လာလေတော့ဤ ိုတို့မှာမိမိသခင်ရဲ့အတွက်အများစွာစိုးရင်ချင်းဖြစ်၍လာ၏တို့ဖြစ်၍စိတ်လက်ပြပြောက်ရလေအောင်ခင်အောင်အားအထက်အညာတို့ဖျားဘူးထွက်ရန်တန်းကျင်နေဝေးအောင်တွေးဆောင်ကြရာခင်အောင်သည်နောက်ဆုံး၌ခရီးထွက်ရန်စိတ်ပိုင်းဖြစ်လိုက်လေ၏ယနေ့ဒီကတန်းကျင်နေဝေးရမည်နေပင်ဖြစ်၏ဂျင်းစိမ့်နှင့်မိတ်တလင်သူကျင်မငါကျင်မြေဟု စိတ်ကိုတင်းကဖြပြောက်ခဲ့တော်လေတန်းကျင်နေဝေးကွာရမည်အချိန်၌ ရင်းတွင်း၌တလက်လက်လှောက်ရှားလာကစစ်သူကနောက်ဆုံးတွေ့မြင်လို့စိတ်ဖြစ်ပေါ်လာရကခင်အောက်မှာတတိလက်ကဘာပြုတ်မိသည်ပင်မသိတရေအိတ်ကိုပင်ဆွဲလိုက်ရဲ့တတိယသည့်အချိန်၌တန်းကြီးရှိတွင်မတ်တက်ရက်လျက်ရှိနေလေမလုံးမချက်ငိမ့်သက်ငေးမောဖြတ်တော့နှမ်းနေစစ်တဲ့သူဤဒုက္ခကိုတွေ့မြင်ရသောအခါတန်းကြီးစိတ်တွင် များစွာတုန်လှုပ်မိလေဟင်မောင်နေမကောင်းဘူးလားပိန်နှကြည့်ရလားအခုဘယ်သွားမှလဲဟင် ဟိုစိတ်ကိုတင်းကမေးတော်လဲရခင်ရခါကအရှက်တန်ခဲ့သူဖြစ်တဲ့ဖြင့်ဂယုဏတန်မှာဝမ်းတွင်းမှာကြရရွေ့ထပ်ပေါ်လာခဲ့ရာတန်းကြီးဤအတန်မှာလဲတုံရင်၍နေလေ၏ခင်အောင်မှာမိသောမပြန်မပြောနိုင်မေးခိုင်နေသူအလားတန်းကြီးအားစူးဆိုက်ကြည့်လျက်မျက်ရည်များကြာဆင်းခြင်းဖြင့်မိမိဤဒုက္ခကိုဝမ်းနည်းစွာဖြင့်တန်းကြီးအားလှည့်ဟ၍ပြလေ၏ကြည်ကြည်ပေးတဲ့ဒုက္ခကိုမောင်ခံရပါပြီ မောင်းတသက်တွင်ជីជីအားမေ့နိုင်တော်မူမထင်။တွားပြီជីជីရေ။ဟူသောစကားကိုပင်ဝမ်းနဲ့လှသည်ဖြင့်အလုံးစုကပြည့်ပြည့်အောင်မထွက်နိုင်မည်။တလုံးစီပြောကရှားကနေလှဲ့၍ထွက်ခဲ့လေရာ။တန်းကြီးမှငေးမော၍ကြံရိတ်ခဲ့လေ။မြဝါးထင်တွင်တန်းကြီးတွေ့မြင်ရသောခင်အောင်၏ဒုက္ခသည်တန်းကြီး၏ရင်တွင်၌မိခဲပြဖုံးပေါ်မှခိုအောင်လျက်ရှိသောမြတ္တာဓာတ်ကိုလှုံ့ဆော်ပေးရကအချင်းမီးမှလည်းတညီညီတောက်လောင်၍လာကား။ တန်းကြည်ဤရင်အုံမှာလည်းပွင့်လူမတက်အချစ်ဤပြင်းပြသောအပြစ်တံကိုခံရပြန်လေ၏ခင်ရောင်ပေါ်၌တန်းသားစေခင်မင်းစိတ်တို့မှာဒီအလားတိုးတက်လာရကမျက်နာကိုလက်နှင့်အုံကတချုံချုံငိုယိုပြီမောကြည်ကြည်မှားပြီကြည်ကိုတကယ်ပင်ရက်ဆက်သွားတော့မလားဟင်ပြန်မလာတော့ဘူးလားစသည်ဖြင့်တတော်တော်အမိတန်းကပူဆွေးရနေတော့ဤ ယခင်ကချစ်သူသည်မိမိအတွက်ထိုများလောက်ဒုက္ခကြုံတွေ့ရမည်ဟုတန်းကြီးအစိတ်တွင်မထင်မှတ်မိပေ။ယခုမှမူမိမိလက်ချက်ဖြင့်ချိနဲ့ပိန်ချုံးကညှိုးနှံနေသောခင်အောင်ဤမျက်နှာကိုမြင်ရသည့်အခါ၌တန်းကြီးမှာအသေးကိုလှန်နှင်းစွာက စားနှင့်ပတ်တကယ်သို့နာကြည့်ရပါ၏။ငါမှားပြီ။အမိစကားကိုမပယ်ဝန်းရည်သာချစ်သူ၏အထင်အမြင်သေးခြင်းခံရပြီ။လောကကြီး၌ချစ်သူနှင့်ကြွယ်ကွင်းရခြင်းသည်ပျော်မွေ့ပွေမရှိ။ ရှင်းသူနှင့်လွဲ၍မြေသူကိုမှငါမကြည့်ဖြူနိုင်ဟုစိတ်ကိုတင်းကခင်အောင်အာမျှော်မှန်းကအချိန်ကုန်လွန်ခဲ့လေတောက်လီတောက်လီငတ်မပြေရေငန်စားခြင်းနွားသက်တင်ဆိုတဲ့ကဲ့သို့အချိန်အနှစ်တရားကိုခံစားမိသူမှာဘယ်အခါမှတင်းတဲ့ရောင်ရဲခြင်းမရှိတကယ်မြတ်တာနဲ့ရှစ်ခင်ခဲ့သူများမှလည်းအခါခွင့်မကြုံ၍တွေ့ဆုံပေါင်းဖက်နိုင်ခွင့်ကင်းမဲ့စေကာမူလေမမေ့နိုင် နေမြင့်လေအယူရင်လေဆိုတဲ့ကဲ့သို့ကြာလေဆွေးလေဖြစ်ရကခင်ယောင်နဲ့တန်းကြီးတို့မှာအဖေမားမှတယောက်ကိုတမောက်မေးပြောက်ရမနေနိုင်တန်းကြီးမှာခင်ယောင်ရေးဆုံသွားခြင်းခံရသည့်နေကစား၍တနေ့မှမမေ့နိုင် အချစ်ဤပရိဝေဒမီတောက်လောင်ခဲ့ရာတန်းကြီးဤကြက်တရီကိုအမြဲဆောင်နေသည့်ပြုံးချိုချိုမျက်နှာကလေးမှလည်းယခုအခါ၌ငိုမဲမဲတနာကြပွဲညှိုးငယ်အားငယ်လျက်ရှိနေလေ၏ တမီးဒုက္ခကိုတွေ့မြင်ရသောတန်းကြီးမိခင်မှာတန်းကြီးအတွက်စိုးရင်ကြီးစွာဖြင့်နောင်တာတရားရလာရကတမီးအားများစွာတနာလာသည်ဖြင့်မိမိအကြံစီကိုပယ်ဖြတ်ကတမီးနှစ်သက်သူနှင့်ကြည်ပြူစွာခွင့်ပေးပါမည်ဟုဝန်ခံကတန်းကြီးအားနှင့်သိမ့်စေ။တန်းကြီးမှာမိခင်၏ကြည်ပြူစွာခွင့်ပေးချက်ကိုရသည်ဖြင့်တအားတက်ကခင်အောင်ကနေကြည်တည်း၍မျောလင်းခဲ့တော်လဲစစ်သူ၏တည်င်းကိုမှမကြားခင်ရာချီ။ ။စကိုင်းတောင်ရိုကြီးဖုန်ကြီးကျောင်းတစ်ကျောင်းတွင်တရားအားထုတ်ကဗုဒ္ဓဆက်ဖြင့်တန်းကြီးအပေါ်၌ဆွဲလန်းရရှိသောစိတ်ကိုနှိမ်နှင်းပယ်ဖျောက်ရန်ကြိုးစားအားထုတ်လျက်တကုတ်ကုံနှင့်မျက်စိမိတ်ကဗတိစိတ်နေသောယောက်ျားပြုံမှာခင်အောင်ဖြစ်၏။တရားနှင့်ဖြေကစိတ်ကိုတင်းမာတော်လဲအချစ်စိတ်လူပါသည့်တန်းကြီးလွတ်လိုက်သောများတစ်စင်းသည်ခင်အောင်၏အသေးဆိုင်တွင်ဆုနှစ်ဝင်ရောက်ခဲ့ကအချစ်စိတ်မုံကတခါတရံတွင်ကြည်ကြည်ဟုပင်ရောင်ရမ်းကပတိစိတ်မိလေ၏ သူနှင့်ပင်အချိန်မှာကုန်ခန်းလာခဲ့ရာနှစ်လားအမျှကြာညောင်းခဲ့၏တန်းကြီးအတွက်ဆိုရင်ယာ၏နောက်ဆုံးတွေ့လို့ကအမြန်ပြန်ခဲ့ပါဟိုးသူအထက်ပါအတန်ကျိုးစာသည်ခင်အောင်၏စိတ်ကိုအထူးပင်လှုပ်ရှားစေ၏အမှန်အားဖြင့်ခင်အောင်သည်တန်းကြီးအားမမုန်းနိုင်တန်းကြီးအတွက်ဆိုရင်ကြီးကတွေ့ဆုံလိုစိတ်တွေဖြစ်ပေါ်လာရကဆက်ချင်းပင်မိမိနေရဲ့သို့ပြန်ခဲ့လေ၏ပိုးသူသည်မိမိစရာအားလာ၍ကြိုးစုံနေသည်ကိုတွေ့ရ၏ခင်အောင်မှာတန်းကြီးအတွက်ဆိုရင်ရသည်ဖြင့် ရုတ်တရက်တန်းကြီးဤတည်င်းကိုမမေးဝုံပဲရှိရမှာဖို့ထုဆရာတန်းကြီးဘာဖြစ်တယ်လဲဆရာဦးများကဖြင့်စေးမချီဘူးဆိုပြီးလက်ချော်သွားကြပြီဆရာဟိုဝမ်းနဲ့တန်ဖြင့်ပြောကတဖက်သူလှဲ့လိုက်လေခင်အောင်မှာတန်းကြီးအတွက်မျောလင်းခြင်းကင်းသောတည်င်းကိုကြားရသည့်အခါ၌ရင်တွင်း၌လိုက်ဖို့ကမျက်စိတွင်မူးမိုက်သလိုဖြစ်ရကဖို့ထုမှာမိမိဆရာအားအတာဖေးကအာတတိထားပါဆရာတိလောက်လည်းမပူပါနဲ့ တပ်ပေတတ်တာကန်စီမှန်ရပဲပေါ့မနေ့ကကြားရတာကတော့ဗျဒားချိန်150ဆိုလား1500ဆိုလားရှိနေတယ်ဆိုရင်ရတာကြားတာပဲဆရာရေမဟုတ်ပါဘူးဖို့တို့ရေမင်းနားကြားလွဲလို့ထင်ပါရေမပြောတတ်ပါဘူးဆရာရေကျွန်တော်တော့လေတနာလုံးတို့မက်ကြီးအမေနဲ့တိုင်မင်မီဆရာထံတန်ကျိုးရရတာပဲဆရာလာလျင်အိမ်ကိုတခါတည်းခေါ်ခဲ့လို့မှားထားတယ်ဆရာဒါနဲ့ជីជីအိမ်အောင်ကြနေပြီလားမကြသေးပါဘူးဒါပေမဲ့ မျောလင်းစရာမရှိပါသူတို့လက်ထပ်ဖို့ဟာကတော့တေချာနေပြီပဲယောက်ျားလောက်တဲ့လူကခရီးလုံနေလို့သာစိုက်နေရတယ်တဲ့ဟုတ်ပြောရင်းပင်မိမိတို့ကားသည်တန်းကြီးတို့အိမ်ချေ၌စိုက်၍လာလေဤကဲဆရာနေရစ်ပြီတော့ဟုတ်ဆိုပြီးဖိုးတို့မှာပစ္စည်းများသိမ်းရန်အိမ်တို့ပြန်သွားလေအိမ်ဦးခန်းတွင်ဆိတ်ချုပ်လာသည်ဖြင့်ခေါင်းငုံကပရင်းချုပ်ရင်နေသောတန်းကြီးဤမိခင်ကြီးကို တွေ့မြင်သောအခါခင်အောင်ဤစိတ်တွင်တထိတ်ထိတ်ဖြစ်၍လာဤဟေ ခင်အောင်လားဘယ်တော့ကရောက်တယ်လဲဟုတ်ဟုတ်ကဲ့ကျွန်တော်အခုပဲရောက်တယ်တော့တော့ဒါနဲ့ជីជីဘဲနဲ့နေသေးလဲအေးជីជីလေးအခန်းထဲမှာရှိလေရဲ့အတော်တော့အထွေထူးမပြောချင်တော့ပါဘူးမောင်တို့ကံအကြောင်းပဲတွားကြည့်ပါတော့ဟိုတန်းကြီးအခန်းတို့လက်ညှိုးညွန်ကမျက်နှာလွှဲပြီးဗတိစိတ်လျက်နေတော့ဤခင်အောင်မှာခြေပြားထောက်ကတန်းကြီးအခန်းတို့လမ်းခဲ့ဤ ကရင်ဘော်ရင်ငိန်သက်ခါမျက်စိမှိတ်လျက်မြင့်ကြည်တခါနှိမ့်ကြည်တလဲလှိုင်းဤကြီးဘမှာလှုပ်ရှားပြနေသောတန်းကြည်ဤရင်သားတို့မှာခင်အောင်ဤစူးကြလာသောမျက်လုံးသည်ပါးလွာသောဇာကျင်တော်ကိုဖောက်ထွင်းကမြည်ရကအသက်ရှိသေးသည်ဟုအတက်ဝမ်းသာမိလေ၏ကရင်နာကကကြည်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 ဟုခေါ်တော်လဲတန်းကြည်မှာမိန်မောမေမျောနေသည်အလားခင်အောင်ဤခေါ်တံကိုမကြားချေတန်းကြည်သည် ငြိမ်သက်တိတ်ဆိတ်ခြင်းသည်ခင်အောင်၏စိတ်တွင်ပင်တာ၍လှုပ်ရှားစေလေ။ရှင်းသူ၏ဒုက္ခဝေဒနာခံစားရပုံကိုမမြင်ရနိုင်။ကြေကဲဝမ်းနယ်ပူဆဲရက်ကခင်အောင်၏မျက်လုံးအိမ်မှမျက်ရည်များမှအပြန်အပြန်ကျဆင်း၍လာလေ။တန်းကြီး၏နှဖူးကိုအတာလက်နှင့်ဆန်းကနာနာကပ်ပြီးကြည်ကြည်မောင်းလာပြီလေ။ကြည်မောင်းလာပြီ။ဟုတ်ခေါ်ကြပါပင်တန်းကြီးမှာတတိယလာသည့်အလားလှုပ်ရှားကမျက်စိပွင့်၍လာ၏ တန်းကြီးမှာခင်ယောင်ကြီးဖြစ်ပုံကိုအတန်ငယ်တွေဝေစဉ်းစားနေရတယ်လို့လို့ရှိရမှာဟင်မောင်မောင်ဘာဖြစ်လာတယ်လဲဘယ်တော့ကရောက်တယ်လဲဟင်ဟုတ်မေးရခင်အောင်မှာတန်းကြီးအမေကိုမဖြစ်နိုင်ပဲជីជីဘဲနဲ့နေတဲ့လေဟုတ်စိုးရင်လာတော့မျက်နှာထားပြင်ယူရသွားမေးသည့်အခါတန်းကြီးမှာဘာကိုမှမဖြစ်နိုင် ခင်အောင်ဟာအံ့ဩကြီးစွာဖြင့်ကြည်ပြနေជីជីဘာမှမဖြစ်ပါကလားမောင် နေကောင်းပါလေဟုအတန်ကြာမှပြေးလိုက်ရာခင်အောက်မှပင့်သက်ချိုက်ကများစွာစဉ်းစားရကြတဲ့ဖြင့်အနည်းရှိကလေးတိုင်းပေါ်မှာထိုင်ကခေါင်းကုတ်ပြီးစိတ်ကြုတ်စွာဖြင့်တန်းကြည်ရာကြည့်လျက်နေတန်းကြည်မှာကပြုံးစီစီနဲ့ခင်အောက်ဤစိတ်တွင်မရှိအောင်မျက်လုံးနဲ့ကလေးရွေနေတော့ဤဒါဖြင့်ကြည်ဘာမှမဖြစ်တော့ဘူးပေါ့နော်ဟုတ်ကဲ့ရှင်မောင်ရဲ့မြတ်တာကြောင့်မာပါရဲ့ရှင် ြည့်ရတဲ့အလွန်ဆိုးရင်ရတယ်အမြန်လန်ခဲ့ပါဆိုပြီးတန်ကျိုးရိုက်မှလိုက်လို့ကမျောတော်ပါဆိုရင်ကြည့်သွားနဲ့မောင်းလာခဲ့ရတယ်ဖိုးတူးကိုမေးတော်တဲ့ဆရာဝန်တွေတောင်လက်ချော်လိုက်ရပြီပြောလို့အတော်အားငယ်မိပါတယ်ကွာဟောဟုတ်လားဒါဖြင့်ကြည်ကြည်ကိုမောင်းမမုန်းသေးဘူးပေါ့နော်အရင်ကလိုမှရှစ်သေးရလားဟင်မမုန်းပါဘူးကြည်ကြည်မောင်းမမုန်းနိုင်ပါဘူးဒါပေမဲ့ဒုတာနာတော်ဆိုတဲ့တတိုင်းကြီးက ကာစင်းနေလေတော့မောင်မမျောလင်းချက်ကင်းခဲ့ပြီဒါဖြင့်အပြစ်ကိုကြောက်တယ်ဆိုပါတော့အာကြောက်တာပေါ့ကြည်ရဲ့ကြောက်တာပေါ့တာတို့ပါမောင်တာတို့မောင်အတွက်ကြည်အလွန်ပဲဝမ်းနေတာပဲကြည်နဲ့မောင်တို့ကုသိုလ်ကံကဒီဘဝဒီမြောက်ကိုကြည်လဲမောင်အတွက်ဘာမှမတက်နိုင်တော့ဘူးကြည်ယူမဲ့ယောက်ျားကလည်းကြည်ကိုအလွန်ချစ်ကြပါတယ်ကြည်ကလည်းမျက်စိရောက်ကအပြောင်းမခံနိုင်နေတော့ ရှစ်တော်လဲခတ်တာပဲမောင်ရဲ့ဟုပြောရင်ခေါင်းအောက်မှဓာတ်ပုံကို၌ခါဒီမှာကြည့်လေအဲ့ဒါဟာကြည်ကြည့်လင်ဟိုခင်းအောက်ကနှမ်းရွေးပေးကခင်းအောက်မှာတင်းထီကြီးပေါက်တလို့ဝမ်းမြောက်ရကာအာတက်နိုင်ပါပဲကြည်ရဲ့ဟုပြောရင်တန်းကြည်အားတင်းကျုံကတပြည့်ပြည့်မီအောင်ပွေဖက်၍အချစ်တစိတ်နှိုက်နှိုက်လိုက်လေတန်းကြည်မှာသဘောကြကတခိခိနဲ့ရေမောလျက်ရှိဟင်မကုဏကတော့ဒုဒနာတော့ကြောက်တယ်ဆို အခုမကြောက်တော့ဘူးလားဟုတန်းကြီးကမေးတော်လဲအိုးဟူသောအတ္တမတပါအချာခခင်အောင်ဤအဖြေတံကိုမကြရတော့ဘီနေ့တင်နေ့အမြလောင်ကျွမ်းယူနေခဲ့သောအရှင်မီးသည်တီရာများသားဘာမှယခုအခါ၌အေးချမ်းလာခဲ့လေပြီပင်မကြီးစွာဖြင့်မျောလင့်တောင်းတခဲ့ကြသောရှစ်သူနှုတ်ဦးတို့၏အလိုဆန္ဒသည်ယခုအချိန်၌ပြေဝရကအရှိဤအနှစ်သာရကိုမိန်ချက်စွာခံစားလျက်ရှိအရှိစက်စင်နှင့်တူသော တန်းကြီးဤကတဲ့ဘော်တွင်ခင်အောင်နဲ့တန်းကြီးမှာအချစ်ဇလန်းခင်ကရုပ်သေးရုံများပါမှာအချစ်ကျိုးဆွဲသူလိုအလိုက်တဲ့ပျော်မျိုးခုံကောက်ခုံပေါက်ခဲ့ရာရုပ်သေးရုပ်ကလေးများဤပျော်မျိုးလှုပ်ရှားခြင်းကိုသဘောကျသည့်အလားတကြီးကြီးမြည်ဟင်းလျက်ရှိသောဂဒင်ဤအတံမှာအချက်အကျစီးကျလိုက်လျက်ရှိရာတဖြည်းဖြည်းငြိမ်သက်ခါကြသွားလေမမကြီးမမကြီးဆရာဝန်မလာဘူးလား ဟုစူညာလာသောဖိုးထူး၏အတန်သည်အချစ်ဆက်တဲ့တွင်မေမျောနေသူများအားဝန်ဒိန်ပေးလိုက်လေဖိုးထူးမှလက်တွင်ပြတားချိန်ကိုကင်ကဝင်လာလေခင်အောင်မှတပည့်ကျော်အားရေမောကမင်းပြတားချိန်မလိုပါဘူးကွယ်ငါသွေးဆန်းကြည့်ပြီးပါပြီဟုပြောလိုက်လျင်တန်းကြည်သည်ခင်အောင်၏ပါးကိုပြုံးစီစီနှင့်လိန်ဆွဲလိုက်လေဟုတ်ကဲ့ပါခင်ဗျာအခုဆက်လက်ပြီးတော့စာရေးသူတင်ခါရေးသားတဲ့ ခွဲရည်တွဲရည်လို့အမည်ရတဲ့ဝတ္ထုတို့လေးကိုဆက်လက်၍ဖတ်ကြားတင်ဆက်ပေးကြပါနဲ့ခင်ဗျာခွဲရည်တွဲရည်ဘဲဝင်တော့ဘဲစိတ်ကဲရဲ့မြေဘဲဖျားတကအကြောင်းတက စားပွဲရတဲ့လူရဲ့တူဘဲမင်းကတော်ရဲ့မောင်လေဘဲအရာကြီးကြီးရဲ့ညီဘဲအမည်ရှိတဲ့ဆက်ကိုပိုင်တဲ့လူရဲ့သားအဲ့ဒီသူနဲ့ဘသူမြေဘသူတူမဘသူရဲ့သမီးဘသူညီမတို့ကို မိဘတို့ဝေတရားတိုင်းထိမ်းများမင်္ဂလာဆောင်မည်ဟူသောကြောညာတို့ကိုတည်င်းစာများ၌ထဲသွင်းကြောညာတတ်ကြတော်လေဘယ်လိုယောက်ျားကလေးနဲ့ဘယ်သူကုံတို့ချီသောမင်းကလေးတို့အဘယ်မိသောဝေတရားဖြင့်လင်မယားကွဲကွာကြလိမ့်မည်ဟူသောစာတို့ကိုကမတွေ့ရပါချေအဖဲကြောင့်နီခန္ဓာကြီးကျယ်စွာမင်္ဂလာဆောင်ခဲ့ကြတော်လေလင်းဒီမုတ်ချိုးမှအလှကဲ့သို့ကွဲကွာကွဲကွာကြသောအခါ၌မိမ့်မိပြောက်ပြောက်ပြီးစီးခဲ့ကြလေ၏ ထို့သောမင်္ဂလာဆောင်များ၌အလုံးဝမ်းသာသူကြီးမဟုတ်ဝမ်းနေကြသူများလည်းရှိရာဤသို့လင်းမယားကွဲကြသောအခါ၌လည်းအချို့လည်းဝမ်းသာကြပေလိမ့်မည်ထို့သူများကအိမ်နီးနာခြင်းများပင်ဖြစ်၏အဘဲကြောင့်ဆိုသောဘာတွင်နှင့်မအေးတို့သည်တယောက်ကိုတယောက်အလွန်ပင်ရှိ၏အိမ်နီးနာခြင်းများမုံလောက်အောင်တဦးကိုတဦးအလွန်ဂယုဆိုင်ကြ၏မိမိလင်းမိမိမယားအားသူတော်ဘာကြည်ချင်းကိုမှမခံနိုင်ချေ ညားကြဒီမှာလဲတနည်းကြော်ကြော်လောက်သာရှိခဲ့လေရာတာသမီမရှိပဲလွတ်လပ်စွာပျော်ရွှင်ခဲ့တော့လင်မယားနှစ်ယောက်တို့မှာညားမကြမီ၆လလောက်ကမအေးမှာအကြီးအကျယ်နာမကျန်းဖြစ်ဒီမှာစ၍စိတ်မရှမ်းသာတရားတွေကြုံခဲ့ရလေတော့ဤဘာတွေမှာမအေးအားဆေးဝါးရှိသမျှတို့နဲ့ဝယ်ယူကုသ၍ရုတ်တရက်တေတွင်းမှာလွတ်မြောက်၍လာခဲ့တော်လဲရခင်မအေးမဟုတ်တော့ပဲရုပ်ရောအမှုရာရော ျောသမျှသော အရာတွေအလုံးမှာယောဂာနဲ့တပြိုင်တည်းပါသွားကမိရရှိရှိ၍မတေယုံကလေးကြံရက်ခက်လျာငယ်ရွယ်ဝါနုသောလင်မယားနှစ်ယောက်တို့မှာများစွာ စိတ်မချမ်းသာရစိတ်မချမ်းသာစရာနှင့်ကြုံ၍နေရလေ။အသက်20ကျော်အလောတော်အရွယ်ရှိသောမအေးကိုခံမှန်းကအပြုပန်းတမျှထင်ရသောယခုအခါတို့နှင့်အသက်50ကျော်60နီးပြားအဖွားဝတမျှထင်ရသောမအေးကိုမြင်လျင် လွန်စွာပင်တရားရပွဲပင်ဖြစ်၍နေ၏ထို့ကြောင့်မအေးသည်ဘာတွေ့အတွေ့များစွာပူပန်မိလေ၏အမျိုးမျိုးချောမော့အကြည်ပြူစိတ်ကောင်းအောင်ဖြောင်းပြနေကြ၏သို့တော်သဘောကောင်းသောဘာတွေကတရားနှလုံးသွင်းသူဖြစ်သည့်အတိုင်းသူတော်ကောင်းစိတ်တွေဝင်က များစွာတရားကြတဲ့ကဲ့သို့မအေးကိုမြင်ရလေတိုင်းများစွာတုန်လှုပ်ပြီးလောကကြီးကိုစိတ်ကုန်လျက်ဖုံးကြီးလှုပ်လို့သောစိတ်တွေသာပေါ်ပေါက်၍လာကြ၏ ထို့ကြောင့်တနေ့၌မအေးအားဖြောင်းပြပြောဆိုရာမအေးမှာရုတ်တရက်အသက်ရှူမ၍ကြောက်အားပူကငိုယိုတောင်းပန်ရှာလေ။ဘာတွင်မှာမနုဿတပပိစိတာစာတော်ဘဝတို့ဤဒုံတော်ပါဟုကိုအကုန်ပြောပြပြီးစိတ်လက်ဖြည့်ပြောက်ရန်15ရက်တန်တလတန်ယုံမြတန်ငန်းစီယုံခွင့်ပြုဖို့အကြောင်းတို့ကိုထပ်မံခွင့်တောင်း၍ထိုအတော်တွင် မကြမကြလာရောက်ကြည့်ကြလျက်မအေးဘက်ကလည်းဆေးမြောက်ကိုဂယုတဆိုင်စားရန်ပြောလေရာ။ မအေးမှလင်းသေးပင်စိတ်ကောင်းပါသေးတော့ဟုမျက်ရည်ဆက်လက်နှင့်ခွင်ပေးရချာလေ။တို့နှင့်15ရက်တလကြာသောအခါ၌လူမလာစာမရောက်ပဲတလခွဲလောက်အချိန်ကြာမှဖုန်ကြီးတိတ်တအမည်နှင့်စာတစောင်ရောက်ရလာပြီးကြောင်းနေရလိမ့်စာမပါပဲ။တက္ကမကြီးမအောင်သာကြိုးစားစေဝါကုသပါဟူ၍သာရေးသားလိုက်သောစာကလေးကိုတွေ့ရသောမအေးမှအနှဲငယ် အနှဲငယ်ဝမ်းသာအနှဲငယ်ဝမ်းနှဲမိတော်လဲမိမိကျမ်းမာရန်သာအရေးကြီးသည်ဖြင့်အပူကိုဖြောက်၍စေးဝါးကိုကြိုးစား၍တောက်လေထို့မြတ်တုံးမြမြသောအချိန်ဒီကုံလွန်ခဲ့ရာမအေးမှာအတော်တန်ကျမ်းမာလာ၍ဖုန်ကြီးတိတ်တထမှလည်းစာမရောက်လည်းရင်အနှဲငယ်တန်တရားမကင်းပဲဝမ်းနှဲလာရပြန်လေ၏ထိုအတော်တွင်ပင်ဘာတွေးသည်ဖုန်ကြီးလောက်တာမဟုတ်ပဲဘွဲ့အမိအလွဲသုံးစားပြုကသာတခြားမိမတယောက်နှင့်တိတ်တဆိတ်အိမ်တော်ပြုနေကြောင်းမကောင်းတဲ့ရင်ကိုကြားရသည်ဖြင့် များစွာဒေါဖောင်းကအကြောင်းပြလျက်အကြောင်းပြလိုက်မည်ဟုကြုံဝါလျက်ရုံးသို့တက်ရောက်လေ။မကြမီအမှုရချင်းခေါ်စားတစောင်းသည်ဘာထွေးလက်သို့ရောက်လေ။တုံးမန်းမီကြောင်းမန်း၊ကြောင်းမန်းကင်းမန်း၊ကြောင်းမန်းကံမန်းတိစင်မဟဲ့ဟူသောနေ့စဉ်ကြိမ်ပေါင်းပြောဆိုနေကြောင်းကိုကောင်းကောင်းကြားရ၍တဟားဟားရေမောကအပြော့ဟူ၍သာထင်နေသောဘာထွေးမှာမအေးအီရုပ်ရည်ကိုမြင်လေတိုင်းစိတ်ပြည့်၍အဆက်ချာထွက်ခဲ့သည့်တိုင်း ယခုတာမန်စာကိုရယူမင်းမအေးအဟုတ်လောက်ပါပေါ့ကလားဟုတိကမရှိမဆက်ဖြစ်၍နေလေ၏သို့တော်အကြံတစ်ခုရ၍လှပသောဘိုးကေကိုကတုံးတုံးကအဆုံးခံလိုက်လေ၏ထို့နောက်ယုံချင်းရက်စိတ်၍ဘာတွေးသည် ဖုန်ကြီးလူတွက်စာများကဲ့သို့ခေါင်းကိုပေါင်းချောင်ပတ်ပေါင်း၍လူစုလူဝေးနှင့်ယုံတို့ပျော်ပါးထက်တယ်လို့လာခဲ့လေ၏သို့တော်မအေးတို့ကမမြင်ခဲ့ရှိမလာပါစေနဲ့ဟုအခါခါဆူတောင်းမိလေ၏ မကြမီ ပြာတာဤခေါ်တံကိုကြားရသောအခါများစွာဝမ်းတာလျက်ရုံကန်းထဲသို့ဆက်တိုင်ကြကြနှင့်ဝင်ခဲ့လေ။တရားသူကြီးချေသို့ရောက်လျင်ခန့်ခန့်ကြီးထိုင်လျက်ရှိသောမိမ့်မပြိုချောချောလလခန့်ခန့်ဝဝတယောက်ကိုသာတွေ့ရသဖြင့်အိမ်တွေရရပင်ဝင်အိမ်တွေရရဝင်ရောက်ရက်နေစဉ်တရားသူကြီးကမင်းမင်းဘလို့ပြောလို့တလဲ။ဟိုစာမေးလိုက်ရာကျွန်တော်မကိုဘာအပြစ်နဲ့ကွာနိုင်တယ်လဲဆိုတာနောက်ပြီး လောကီစိတ်ကုံနေဆိုပြီးဖုံးကြီးလှုပ်ဖို့ညာထွက်သွားပြီဒီပြင်မိမတယောက်နဲ့တိတ်တိတ်ပုံညာနေတဲ့အတွက်သာသနာကြီးကိုဖျက်လို့ဖျက်စီးသဘောနဲ့လိန်လေပြီးနာမည်ကိုအလွဲသုံးသားသဖြင့်နောင်လာနောင်သားများချောင်းချင်းစီအောင်ဖုံးကြီးပုံမှနဲ့တရားဆွဲလိုပါကြောင်းဟိုရခင်မိမကပြောသည့်အစုံ၌ရုံတရုံလုံးတဝုံးဝုံးရေမောကြလေထိုအခါမှဘာတွေးမှာထိုမိမပြောချောချောသည်မအေးဖြစ်ကြောင်းသိရသဖြင့်နောင်တာလဲရာ ဒေါသလဲထွက်ရှက်လဲချက်ကမျက်နာပြက်လျက်နေစဉ်တရားသူကြီးကမောင်မင်းဘာပြောချင်တယ်လဲဟုပြုံးဆဆနဲ့မေးလိုက်တာမဟုတ်ပါဗျာသူလိန်လျှောက်တာပါသူကကျွန်တော်မျိုးမိမ့်မအမှန်ပါယခုလည်းကျွန်တော်မျိုးမိမ့်မပါပဲသူ့ကိုပြစ်ပြီးကျွန်တော်မျိုးဘယ်မိမ့်မကိုမှမရှင်းနိုင်ကြောင်းပါဗျာကျွန်တော်မျိုးမှာအရင်ကတော့စိတ်ဆက်မကောင်းတာနဲ့ဖုံးကြီးလုတ်ပြီးစသည်ဖြင့်ဘာတွေဒီပြောရင်းဆိုရင် ခေါင်းပေါင်းကိုလှွာကနေခွာချလိုက်ပြီးကြည်ပါဖျားဖုံးကြီးလောက်တာအမှန်ပါပဲဖုံးကြီးလောက်နေတော့ ਨੇ သူ့အတွက်စိတ်မချတာကတမျိုးတရားအထုတ်လို့ထမင်းစားတာကတမျိုး အသက်ကြီးမှရဟန်းဝတ်တော့ငယ်ပြူမဟုတ်လို့ရုပ်လလမြင်တိုင်းဒုက္ခရောက်တာကတမျိုးအမျိုးမျိုးစိတ်မကောင်းစရာတွေတွေ့နေတော့မျိုးဆိုဟောဒီတာမန်စာကြီးတဲ့ဆောင်ကိုတငယ်ချင်းတယောက်ကလာပြီးမှသိရတော့တယ်ဖျားတပည့်တော် အေးလေကျွန်တော်မျိုးအင်မတန်ဒုက္ခရောက်ပါတယ်တန်တရာဝိတုကမှလွတ်ပါစီတော့လို့ဖုန်းကြီးဝတ်တာ ကျွတ်ကျွတ်လွတ်လွတ်ကိုမဝတ်ရပါဘူးဒီလောက်တော့မိမများမကောင်းတာပါဗျာဟုပြောရင်ဒေါဖောင်းလာတကယ်တော့မအေးဘက်သို့လှည့်ကတဲ့လေမင်းဟင်းတော့တတငါရဲ့အချက်ကိုခွဲတာမင်းအလွန်မိုက်တဲ့မိမပါလားမင်းရဲ့ပြင်တခြားမိမကိုကြည်ပြူမိုင်းကြည်ပြူနိုင်ပါမလားကွာစဉ်းစားကြည့်စမ်းပါဦး ဟိုအာလုတ်တန်ကြီးနဲ့ပြောဒီကိုတရားသူကြီးနဲ့တကွရုံအမှုလိုက်တွေပါတအုံးအုံးရေမောကြကာကဲကဲငယ်တဲ့အမှုပပျောက်စေတဲ့တရားတွေဘာတွေလဲဆွဲမနေတော့နဲ့လင်းနဲ့မရတင်းတင်းမြတ်မြတ်သာနေထိုင်ကြတာပေါ့ကြေကြတော့ကြေကြတော့ကြားကြရလားကိုင်းတွားကြပြီတော့ဟိုတရားသူကြီးကပြန်တရားချလိုက်ရာနှစ်ယောက်စလုံးအကြိုက်ကြသွားကြတော့လေများစွာသဘောမကျသည့်အနေဖြင့်စောင်းကန်းစောင်းကန်းနဲ့ထွက်လာကြရာ အပေါင်းအသင်းတွေကိုပါတခါလဲမေးပြောက်လျက်ဘာတွေကကဲလာအိမ်ပြန်မယ်ဟုလမ်းကြားတစ်စီးပေါ်တက်ခါနှစ်ယောက်သားထွက်သွားကြလေမကြမီပန်းဆိုးတန်းတို့ရောက်လျရင်ရံပုံခွင်းစေးတိုက်ရှိတွင်မအေးကဟိုးဟိုးခဏရက်ပါဦးဟုဆို၍လမ်းရှားရက်လျရင်ဘာတွေကမြက်ကလူးဆံပြားနှင့်ဘဲလေဘဲသွားမလို့တော့ဟုမေး၍အိုးနေစမ်းပါဦးစေဖို့ပေးစရာရှိလို့ ဆို၍တိုက်ပေါ်သို့တက်သွားသည်ကိုစုပ်ကန်စုပ်ကန်နှင့်လိုက်သွားရင်းအတွင်းသို့ရောက်လျင်ဟယ်လိုမောင်မတွေ့ထိုင်ထိုင်ဆိုင်ရှင်အဖိုးကြီးကအရေးတရွနှုတ်ဆက်သည်ကို မျက်စိမှိတ်ပြတော့မအေးမြင်သွားသည်ဖြင့်ကျွန်တော်မိမလေးဦးရဲ့ဟိုနှုတ်ဆက်လိုက်ရာ အဖိုးကြီးကအော်ဟိုမဆုံးမီမအေးကအိုးတမီဆေးဖို့လာပေးတယ်လူဝါကြီးဆေးနှစ်ပလင်းနဲ့ လူလာစေးကြီးသုံးပလင်းအတွက်ဟုဆို၍ငွေဆက်ကူနှစ်ချက်ကို ထုတ်ပေးလိုက်သည်ကိုအဖိုးကြီးကဘာတွေဘတ်သို့လှည့်၍မောင်စေးဘိုးကိုနှုတ်ယူလိုက်ရမလားဟုမေးလိုက်ရင်ဘာတွေမှာဘာမှပြန်မပြောနိုင်ပဲခေါင်းကိုညှိနှိုင်းလိုက်လေထို့နောက်ထွက်လာကြပြီလှေကားအစင်းတို့ရောက်လေဘဲ့နဲ့ချင်းဒီစေးဒီကစေးတွေစားပြီးမြူးကျင်တိုင်းမြူးနေတယ်ပေါ့လေဟုပြောသည်ကို မဟုတ်ပါဘူးမိမရဲ့ အရင်မင်းနဲ့နေတုန်းကကြံတဲ့ဆေးပလင်းအတွက်ပါဒါနဲ့မင်းဝလာလာဒီတိုက်ကဆေးတွေစားလို့ပေါ့လေဟုတ်မေး၍အိုးဒါအချင်းအပူမဟုတ်ပါဘူးဟိုမအေးကပြန်ပြောတဲ့ဖြင့်ပန်းနဲ့ပြောပါလေမိမရာဟိုအတန်အောကြီးနဲ့ပြောရင်ငါတို့ကျေးဇူးချင်ဆေးဆေးချင်ကြီးကိုကျေးဇူးတင်လို့တော့ပါမောင်ဖြစ်မင်းကို ရှင်းနေဆုံးသာစုပ်ကင်ပြီးတွန်းလှဲလိုက်ရှင်တော့တာပဲဟိုပြောရင်ရဲဒီကိုကြည်ပါလားသူ့ ုမအေးကခေါင်းကိုထုပြင်အပေါ်သို့မောကြည့်လိုက်ရာမိမိတို့ကိုပြုံးပြုံးညှိကြည့်နေသောဆိုင်ကျင်အဖိုးကြီးကိုတွေ့လေရသည်ဟုတ်ကဲ့ပါခင်ဗျာဝတ္ထုတို့တွေကတော့အီဒင်မဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပြေးပြေးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့မတူးတယောက်ရှင်နေတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုယ်စိတ်နှပါချွန်လန်းချမ်းမြေ့ကြကဘေးပြာအပေါင်းမှကင်းဝေးကြပါသည်ခင်ဗျာ